မင်းအောင်လိုင်းရဲ့အာနာသိမ်းခဲ့မှုနဲ့အတူစစ်ပွဲများစီးပွားရေးကြာဆင်းလာမှုမတိမငြိမ်ဖြစ်လာမှုများ၄နှစ်ကျော်ကြာလာတော့လေမြည်သည့်နယ်ပယ်မှာမှတိုးတက်မှုအရေးယောင်မပြနိုင်ခဲ့တော့ညာလေဆရာသမားဖြစ်သူဘိုတန်းရွှေရဲ့ထုံနှလုံးမှုက၎င်းရဲ့အဖွဲ့ကိုနိုင်ငံတော်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင်လို့အမည်ပြောင်းကောင်စိတ်ချအမဲ့ငယ်ရန်ဗိုလ်ချုပ်တွေကိုအနာဝင်ရစေပြီး၎င်းရဲ့အုပ်ချုပ်မှုကိုခိုင်မာတစ်ထက်ခိုင်မာအောင် အင်္ဂရိလောင်းလာခဲ့ပါတယ်မင်းအောင်လိုင်းဟာမြည်သည့်ပြည်ထောင်စုများမဖြေရှင်းနိုင်ခဲ့တော့လေ နိုင်ငံတကာကိုလဲစားနိုင်ဖို့နဲ့၎င်းတို့ရဲ့တမာချမ်းစာဖြစ်တဲ့2008ဆောင်းစင်းကြီးစေစားရာအတိုင်းအရေးပေါ်အခြေအနေကိုရုပ်သိမ်းပေးလိုက်ရပါတယ်။သို့တော့ပြည်သူများအတွက်ကတော့အခြေအနေများပိုပြီးဆိုးဝါးလာခဲ့ပါတယ်။အဲဒီနောက်နှစ်ပတ်ကျော်ကြာဩဂုတ်လ17ရက်နေ့မှာတော့၎င်းတို့ရဲ့ထားရနေစီယာသွားရွေးကော်မှာမြို့နယ်ပေါင်း330အနံ284မြို့နယ်မှာနှစ်တုပ်ခွဲပြီးရွေးကော်ပွဲလုပ်သွားမယ်လို့ကြေညာလာခဲ့ပါတယ်။မြောက်လိုင်းဟာအခြေအနေမှန်ကိုတုံ့တန်နိုင်စွမ်းမရှိရတော့မဟုတ်လက်ရှိပြဿနာများကိုမြည်တုံများမဖြေရှင်းပဲ ဆက်ပြီးမျက်နှာပြောင်တိုက်၍မရတော့ပဲတရုတ်အားမျက်နှာချိုးသွေးနိုင်ဖို့နဲ့ပြည်တွင်းရှိမကြေမနက်ဖြစ်လာသူများအောင်တခုခုဖြစ်လာလို့အတိမတ်ပြုတ်ခရရလို့မလုံးပေးနိုင်ဖို့ရွေးကောက်ပွဲတုံးဆက်ကိုဆင်လာခြင်းပဲဖြစ်ပါတယ်။၎င်းရဲ့ဒီမိုကရေစီရွေးကောက်ပွဲဆိုတဲ့အားလဲဒီမိုကရေစီလမ်းကြောင်းမှာသွေးဖီလာနေတဲ့အိန္ဒိယမှာလွဲ၍ကမ္ဘာပေါ်ရှိမြေတီဒီမိုကရေစီနိုင်ငံကမှအတိမတ်မပြုတ်ဘဲဝိုင်းဝန်းရှုတ်ချလာကြပါတယ်။မင်းအောင်လိုင်ကထွက်ပေါ်လာမဲ့ရွေးကောက်ပွဲကို ၎င်းအထွက်စိတ်ချစေဖို့နဲ့ခင်းထားသောဇညောတိုင်းဆက်ပြီးကပြကြရန်စစ်ဘက်မှဗိုလ်ချုပ်ကြီးတူဒုဗိုလ်ချုပ်ကြီး6ဦးအပါအဝင်အရာရှိအရာခံ489ဦးကို၎င်းတို့ရဲ့လက်ဆွဲချမ်းဖို့ပါတီတို့ကိုယ်စားလှယ်လောင်းဖြင့်ထည့်သွင်းလိုက်ပြန်ပါတယ်။2015မှာတမရဦးသိန်းစိန်လက်ထက်လက်မှတ်ရေးထိုးထားပြီးယခုအခါပြလိုက်တဲ့ထည့်ထား၍သာခိုင်ခန့်နေတော့လဲအ내တာရမဲနေပြီဖြစ်တဲ့နိုင်ငံလုံးဆိုင်ရာဖြစ်ခဲ့ရေးဆွဲစာချုပ်ကိုလည်း10နှစ်မြောက်ဆိုကအပြင်သို့ထုတ်ပြလာပါတယ်။ အခွင့်အရေးချောင်းနေသူများမှာပေါ့ရခိုင်လက်မှတ်ရေးထိုးထားသူအများစုကလက်မခံကြတော့ဘူးလို့ဆိုပါတယ်။တရုတ်ကလည်းမြန်မာပြည်တွင်းစစ်မှမြေသူများပြက်ပြက်သားသားအနိုင်မရရှိစေဖို့အီရန်အီရတ်စစ်ပွဲမှာအမေရိကန်တို့လုပ်ခဲ့တဲ့လိုနှစ်လန်းသွားပုံစံနဲ့ချင်းကပ်နေပါတယ်။ဒါ့မှလည်း၎င်းတို့ရဲ့အကျိုးနဲ့တရုတ်တို့လုပ်ချင်နေတဲ့ယူနန်မှအာရမန်ပင်လယ်သို့ထွက်ပေါက်ရစေမယ့်လမ်းမကြီးကိုဆက်လုပ်သွားနိုင်မှာလည်းဖြစ်ပါတယ်။လက်ရှိမှာ၎င်းတို့မီးစိမ်းပြခဲ့မှုကြောင့်စတင်ခဲ့တဲ့ တဆင်နဆက်ခွန်ဆစ်စင်ရင်ဟာမကြုံစဘူးအောင်မြင်သွားကြတဲ့အတွက်ရခင်အနေအထားတိုင်းပြန်ရောက်စီဖို့လုံးပန်းလာနေပါတယ်။ရင်းနဲ့အတူပြည်သူ့ရဲ့တော်လိုင်းကြီးကလည်းအရေးကြီးတဲ့လမ်းဆောင်လမ်းကွာသို့ရောက်လာခဲ့ရပြီးဆေးဥစုရဲ့တဖန်ကောင်းပြန်ထောင်လာမှုနဲ့တရုတ်ရဲ့ကမှုရှုတို့ဆွတ်ဖက်လာမှုတွေကိုတန့်ပြန်နိုင်ဖို့စီးလုံးညီညွတ်မှုတိစောက်ပေးနိုင်မယ့်ကောင်းဆောင်မျိုးကို အပူပြင်းတောင်းတလာကြပါတယ်။ဆေးဥစုဟာအချင်းပြတ်ချာစားမှုများစိတ်တဲ့ချာဆင်းလာမှုများအခြားကွဲပြားတွေကြောင့်မျောလင့်ထားသလိုပြိုလဲမသွား၍ ၎င်းတို့အားရင်ဆိုင်နိုင်ဖို့ရခင်လိုဆက်သွားနေရမဖြစ်တော့ပဲစစ်အာဏာရှင်လက်အောက်မှာအပြေးပိုင်လွတ်မြောက်နိုင်ရင်တည်ရက်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိရေးတို့အတွက်မိမိတို့ဘက်မှတစ်စီးတစ်လုံးယက်တည်သွားမှသွေးစည်းကြမှာဖြစ်တော်မယ်ဆိုတာကိုသိမြင်လာကြပြီဖြစ်ပါတယ်။ဤဒီကိုကောင်းထည့်ဖော်နိုင်ဖို့ NUG နဲ့ EAO များမှာတာဝန်ရှိလာပြီးလက်ရှိမှာတော့အင်အားကြီးမတဲ့ EAO များကညီညွတ်ဖို့လိုအပ်တယ်လို့ပြောနေတဲ့အစီအမသာရှိနေပါတယ်။ EAO များကတရုတ်ရဲ့ဖိအားပေးတောင်းဆိုမှုတွေကိုလိုက်ရောမယ်ဆိုကော စေအုပ်စုခေါင်းထောင်လောက်အောင်လှုပ်ပေးတာနဲ့အတူတူဖြစ်နိုင်မယ်လို့ဆိုပါတယ်။စေအုပ်စုကပြည်သူများတွင် စိတ်ဓာတ်များကြဆင်းလာပြီးအာမတန်မန်လျှော့လာစီဖို့ရဲရဲဆက်ဆက်အကြမ်းဖက်ကဗတ်ပေါင်းဆောင်ကြက်တဲလောက်အောင်ရည်ရွယ်လုံးဆောင်နေခြင်းဖြစ်ပြီးပြည်ထောင်များဟာလည်းရန်ပုံငွေရရှိနေမှုညော်နေလာနေပြီဖြစ်ပါတယ်။တစ်ဖက်မှာပြည်သူများယုံကြည်အားကိုးလောက်တဲ့စီကံတကြနဲ့ညီညွတ်တဲ့တပ်ပေါင်းစုကြီးထွက်ပေါ်လာဖို့လိုအပ်တယ်လို့တစ်ဖက်မှာ NUG အနေနဲ့ ဘေဂျင်းနဲ့ဝါရှင်တန်အားဒုံးဒုံးတိုက်တိုက်ဆက်ဆံသွားဖို့လိုတယ်လို့ဆိုပါတယ်။ထို့သောတပ်ပေါင်းစုကြီးထွက်ပေါ်လာပါကတရုတ်မှာစစ်အုပ်စုထက်စာရင်ပိုပြီးအားကိုးနိုင်သူများဖြစ်ရှုမြင်လာနိုင်ပြီးအမေရိကန်နဲ့လည်းအွန်လိုင်းရာဇဝတ်မှုများမိုးရစေဝါကဲ့သို့၎င်းတို့လုံခြုံရေးကိုထိခိုက်စေတဲ့ပြဿနာများကိုဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ဒုဗိုလ်ချုပ်ကြီးဂွမ်မွန်နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့နှုတ်စလုံးကညီညွတ်ကြဖို့လိုသည်စကားရရနဲ့မဟုတ်ပဲအလုံးနဲ့တက်တည်ပြဖို့လိုတယ်လို့ပြောခဲ့ကြပါတယ်။သို့တော့၎င်းတို့နှုတ်စလုံးက NUG ကိုကြည့်အဖြစ်ဖို့ရမြာပဲအတိတ်ကတန်ရာတန်းချက်များနဲ့မယုံကြည်မှုများကြောင့်လည်းဖြစ်တယ်လို့ပြောခဲ့ကြပါတယ်အားလုံးစုပေါင်းညီညွတ်မှသာတော်လှန်ရေးပေါ်နိုင်ငံတကာကတတိတစသဘောထားလာကြမှာဖြစ်ပြီးမိမိတို့နိုင်ငံအားလည်းကိုကျိုးရှာပြည်ပနိုင်ငံများရဲ့စေစားချိုးကန်လာမှုမှရုံထွက်လာနိုင်မှာဖြစ်ပါတယ် NUG ဤအောင်များစုပေါင်းကောင်းဆောင်မှုနဲ့တော်လှန်ရေးကောင်စီကိုဖွဲ့စည်းကြရတော့မှာဖြစ်ပါတယ်ဤဒီကလည်းလွတ်လပ်ခွင့်နဲ့တရားမျှတမှုရရှိရေး ခရီးရှည်ကြီးခြိတက်နေရဆဲဖြစ်တဲ့မြမပြည်သူများရဲ့အတောင့်တဆုံးဆန္ဒလဲဖြစ်တယ်လို့ဆိုပါရယ်ပြည်သူရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည်